Facebook page ကနေပဲဖြစ်ဖြစ် Facebook account ကနေပဲဖြစ်ဖြစ်ဝင်ငွေချနေတဲ့သူတိုင်းဒီတစ်ချက်ကိုမသိထားဘူးဆိုလို့ရှိရင်နောင်တအကြီးကြီးရမှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်လွန်ခဲ့တဲ့တစ်ရက်လောက်ကကျွန်တော်ရဲ့ Facebook page ကို node တခုပို့လာပါတယ်ဘယ်ကနေပို့လာတာလဲဆိုလို့ရှိရင်တော့ကျွန်တော် page မှာ review ရေးတဲ့နေရာကနေပြီးတော့ဒီ recommend ပေါ့နော် page တွေကိုကျုံးဒီ review ရေးတဲ့နေရာကိုတိကြပါလိမ့်မယ် အဲ့ဒီနေရာကနေပြီးတော့ review ရေးတဲ့ပုံစံနဲ့ပို့လာတာဖြစ်ပါတယ်ဒါမှလည်းကျွန်တော်ရဲ့ mood တီကိုရောက်မှာဖြစ်ပါတယ်အဲ့တော့အခုမြင်တွေ့နေရတဲ့ဒီထိတ်ဆုံးက mood တီပဲဖြစ်ပါတယ်เนาะဒီကောင်ပဲဖြစ်ပါတယ်ဒီကောင်ပို့လာတယ်เนาะအာပူလာတာဖြစ်တဲ့အတွက်ကျွန်တော်ဗာလဲပေါ့နော်အဲ့တော့ဒီရင့်ကိုကျွန်တော်ကတော့သိနေတယ်ဒါပေမဲ့လျှက်ရက်တစ်ပြက်ကျွန်တော်တော်မှဟာတွားပြီနေပြီပဲပေါ့နော်ဒီထိတ်ဆုံးမှသူရေးထားတာက suspended ဆိုပြီးတော့ကျွန်တော်ရေးထားတယ်ပေါ့နော် suspended ဆိုရေးရတာဖြစ်တဲ့တော့ဟာသွားပြီငါတော့စီရန်ရတာလည်းမကြသေးဘူးအာအခုလိုမျိုး note ပို့လာပြီဆိုတော့ပို့တော့တစ်ချက်ထိတ်သွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေဒီဟာကိုကျွန်တော်ဝင်ကြည့်လိုက်ပြီပေါ့နော်ဝင်ကြည့်လိုက်တဲ့အခါမှာကိုကချိန်မှာဒါမျိုးတွေကကျောင်းတွေကျောင်းနာဝတွေလည်းရှိတယ်အာအရင်တုန်းကလည်းဒါမျိုးတွေကဟိုမြေဘူးနေကြဖြစ်တယ်ပေါ့နော်ဖြစ်တော့ကျွန်တော်တို့ဝင်ကြည့်လိုက်တဲ့အခါကျတော့ကိုရဲ့ page ကသူ့ရဲ့ community ကိုမလိုက်နာဘူး facebook ရဲ့စည်းကမ်းတွေကိုမလိုက်နာဘူးဆိုပြီးတော့ကျွန်တော်တို့ဒီအစာရေးထားတာဖြစ်ပါတယ်เนาะဒီလိုမျိုးရေးပြီးတော့ကျွန်တော်ပို့လာတာဖြစ်ပါတယ်အဲ့တော့ main ရဲ့ page ကိုဘောเนาะ24နာရီအတွင်းเนาะသူကဟာလာ one day မှာပေးရတာเนาะ24နာရီအတွင်းမှာကျွန်တော်တို့ကပြန်ပြီးတော့အယူခံဝင်ရမယ်ဘောเนาะဒီမှာ24နာရီဆိုတာပါတယ်เนาะအဲ့တော့ဒီ24နာရီအတွင်းမှာကျွန်တော်အယူခံဝင်ရမယ် အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင် main ရဲ့ page ကို main ရဲ့ account ကိုကျတို့ဒီ disable လုပ်ပြပေါ့နော်ပိတ်လိုက်မယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးသူကပို့လာတယ်အဲ့တော့ဒီဟာကိုကျတို့ဒီဒီပြဿနာကိုပြန်ပြီးတော့ဖြေရှင်းခြင်းနဲ့ဆိုလို့ရှိရင်ပေါ့နော်ဖြေရှင်းခြင်းနဲ့ဆိုလို့ရှိရင်ကျတို့ဒီမှာ link လေးရှိတယ်နော်အဲ့ link လေးကနေပြီးတော့ကျတို့ကအယူခံဝင်ပေးရမယ်ဆိုပြီးတော့ကျတို့ပို့လာတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး note တွေရောက်လာတယ်ဆိုလို့ရှိရင်ကျတို့သွားပြီးတော့ ဘာမှလုပ်เสียမလို့ဘူးပေါ့နော်အဲ့တော့ဒီ link ကိုကျွန်တော်သွားနှိပ်လိုက်ပြီဟာဒီ link ကိုနှိပ်ပြီးတော့အယူခံဝင်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ gmail တွေ password တွေပေါ့နော်သူတို့တောင်းတဲ့ channel တွေကိုကျွန်တော်ပေးရလိမ့်မယ်ပေးရတယ်ဆိုလို့ရှိရင်သူရဲ့ account ကသူတို့လက်ထဲကိုအလွယ်တကူရောက်သွားမှာဖြစ်ပါတယ်เนาะအလွယ်တကူရောက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထဲမှာရှိတဲ့ page ဆက်လာကြီးကြီးမားမား page တွေအကုန်လုံးမှာတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီလိုမျိုး link တွေတွေ့ရဆိုလို့ရှိရင် ကျတို့လုံးဝသွားပြီးတော့ခနှိပ်ပါနဲ့ဟဲ့ဒါမျိုးသွားပြီးတော့ကိုကနှိပ်မိတယ်ဟလာကိုကျွန်တော်တောင်မှထိတ်ခနဲဖြစ်သွားရတယ်ဆိုလို့ပေါ့နော်ထိတ်ခနဲဖြစ်သွားပြီးတော့ကျတို့သွားပြီးတော့ဟလာကြည့်မိတယ်ဆိုလို့ရှိရင်ဒါလုံးဝမတိတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့နောင်တအကြီးကြီးရမှတေးကြတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒါအားလုံးသိအောင်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်เนาะအဒီလိုမျိုးလင့်တွေရောက်လာတယ်ဆိုလို့ရှိရင်ကျတို့လုံးဝသွားမကြည့်နဲ့ Facebook ဒီကျွန်တော်တို့ကို ဟုတ်လားကြောစည်းကမ်းချက်တွေမလိုက်နာဘူးဆိုလို့ရေ Facebook ပို့တဲ့နေရာရှိပါတယ်အဲ့ဒါကဘယ်မှာလဲဆိုလို့ရှင်ကိုယ့်ရဲ့ profile နဲ့ကိုဝင်သွားလိုက်ပါဝင်သွားပြီဆိုလို့ရှင်ကျွန်တော်ဒီမှာဒီမှာပေါ့နော် sport inbox ဆိုတာရှိပါတယ်အဲ့ဒီ sport inbox ထဲကိုတစ်ချက်ဝင်ပေးလိုက်ပါ sport inbox ထဲကိုဝင်ပြီးသွားပြီဆိုရင်ကျွန်တော်ကဒီမှာကျွန်တော်တွေ report အဘောအနာဆိုတာရှိပါတယ်အဲ့ဒီမှာတစ်ချက်စစ်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီက URL ဆိုတဲ့နေရာမှာတစ်ချက်စစ်ပါ အဲ့တော့ဒီအောက်ကအားသားဆိုတဲ့ဟာတွေကတော့ကျွန်တော် name change ခဲ့တဲ့ဟာတွေဖြစ်ပါတယ်နော် name change ခဲ့တဲ့ဟာတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ report about အားသားဆိုတာကိုကျွန်တော်တို့နှိပ်ကြည့်လိုက်တဲ့အခါမှာအခုလိုမျိုးတွေကျွန်တော်စိမ့်နေရအောင်မြင်တွေ့ရလိမ့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေက you are အလန်းပေါ့နော်အဲဒီနေရာမှာကြည့်လိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘာမှအဲ issue မရှိလေပေါ့နော်ကျွန်တော်ဘာမှအဲချိုးဖောက်ထားတယ်ဆိုတာမရှိဘူးမရှိထားတာဖြစ်တဲ့အတွက် โอเคတယ်ပေါ့เนาะဒါကြောင့် Facebook ကပို့တဲ့ report မှန်တယ်ညာ Facebook ကပို့တဲ့စာမှန်တယ်ညာဒီကျုပ်ဒီမှာပဲတွတ်ကြည့်ရမယ်ခုနကလူမျိုးပေါ့เนาะခုနကလူမျိုးကျော်တို့ကဒါစက်ခွင်ချော့ရိုက်ထားတယ်เนาะခုနကလူမျိုးကျော်တို့ဟလာဒီ note ဒီမှာလာပြီးတော့ပို့တာ၄ဒီလုံးဝမဟုတ်ပါဘူးเนาะလုံးဝမဟုတ်ဘူးဒါကိုယ့်ရဲ့ page ကိုအလွယ်တကူလာပြီးတော့ဖတ်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါ ျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုကြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာတွေကိုတည်ကျင်လဲဆိုတာ comment လေးမှာမှတ်ငယ်ပေးလို့ရပါတယ်ခင်ဗျာ။